ရှင်လူကာခရဝင်ခန်းကြီးစနေထိုအခါအတိုင်းမတိများစွာသောသူတို့သည်စုဝေး၍အချင်းချင်းနေမိမတက်နေကြသည်ရှိသောယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသည်ကလျှို့ဝှက်ခြင်းဒီဟုသောပါရိရှေရို၏တဆေးကိုရှေးဥစွာကြည်ရှောင်ကြလောဖုံးထားလျက်ရှိသည်များတို့သည်ပွင့်လိမ့်မည်စိတ်괴ရာ၌ရှိသည်များတို့သည်လည်းထင်ရှားလိမ့်မည်မောင်မိုက်၌တင်တို့ပြောသည်များသောအရာများကိုသူတစ်ပါးတို့သည်အလင်း၌နားကြားကြလိမ့်မည် သင်တို့ဒီအခန်းထဲမှာနားအပား၌ပြောသော အရာများကိုအိမ်မိုးပေါ်မှာဟစ်ကြော်ကြလိမ့်မည်။ငါအဆွေတို့သင်တို့အားငါဆိုသည်ကကိုခန္ဓာကိုတတ်၍နောက်တစ်ဖန်အလင်းမပြုတ်နိုင်သောသူတို့ကိုမကြောက်ကြနှင့်။အဘယ်သူကိုကြောက်ရမည်နည်းဟုမူကားကိုခန္ဓာကိုတတ်ပြီးမှငရေထဲသို့ချနိုင်သောသူကိုကြောက်ကြလော။ငါမန်ဆိုသည်ကထိုသူကိုကြောက်ကြလော။စာငတ်ငါးကောင်ကို အတရိနှပြအပူနှင့်ဝေရသည်မဟုတ်လော။ ထိုစာငက်တကံကိုမြဘုရားသခင်မေးလျော်တော်မူမူသင်တို့ဤသဘင်သည်လည်းအကုန်အစင်ရေထွက်လျက်ရှိ၏ထိုကြောင့်မကြောက်ကြနှင့်သင်တို့သည်စာငက်အများတို့ထက်သာ၍မြတ်ကြ၏ငါဆိုသည်ကားအချင်းသူသည်လူတို့ရှိမှငါ့ကိုဝန်ခံအပ်ဘုရားသခင်ဤကောင်းငင်တမန်တို့ရှိမှလူသားသည်ထိုသူကိုဝန်ခံမည်အချင်းသူသည်လူတို့ရှိမှငါ့ကိုညှင်းပယ်အပ်ဘုရားသခင်ဤကောင်းငင်တမန်တို့ရှိမှထိုသူကိုငါညှင်းပယ်မည် လူသားကိုနှုတ်နှင့်ပြစ်မှားသောသူမြည်သည်ကအပြစ်နှင့်လွတ်စေခြင်းအခွင့်ကိုရနိုင်၏။တန့်ရှင်သောဝိညာဉ်တော်ကိုကဲ့ရဲ့သောသူမြည်သည်ကအပြစ်နှင့်လွတ်လွတ်စေခြင်းအခွင့်ကိုမရနိုင်ရ။သင်တို့ကိုတရားတစ်ရက်သို့၎င်းအကဲမှုမင်းများရှိသို့၎င်းပို့ဆောင်ကြသောအခါအဘယ်သို့ပြန်ပြောရမည်ကိုမစိုးရိမ်ကြနှင့်။အကြောင်းမူကားထိုခဏချင်းတွင်အဘယ်သို့ပြောရမည်ကိုတန့်ရှင်သောဝိညာဉ်တော်သည်အကြံပေးမည်ဟုမိန့်တော်မူ၏။လူစုဝေး၌ပါသောသူတယောက်ကအရှင်ဘုရားအကျွန်ုပ်ကိုဒီအမွေဥစ္စာကိုအကျွန်ုပ်အား ဝေပေးပါမည်အကြောင်းအမိန့်တော်ရှိပါဟုလျှောက်တော်မူလင်ကိုရောကအချင်းလူအဘယ်သူသည်သင်တို့အမှုကိုစီရင်ခွဲဝေပိုင်သောအခွင့်ကိုငါအာပေးအပ်သည်ဟုမိတော်မူ၏ထိုမှတစ်ပါးလောဘလွန်ကျူးခြင်းကိုတည်င်းမြင့်ကြည်ဆောင်ကြလောအကြောင်းမူကားစီးစိန်ရှိတော်လဲစီးစိန်၌အသက်မတည်ဟုမိန့်တော်မူ၏တပံဥပမာစကားကိုမိန့်တော်မူသည်ကတထေးတူး၌မြေကောင်း၍အသီးအနှံများလာ၏ထိုတထေးကငါသည်အဘယ်သို့ပြုရမည်နည်း အသီးနှံများကိုတို့ထားစရာအရမရှိပြမည်အကြံမူကငါတိုက်များကိုဖြဲ့၍ကျဲသောတိုက်တို့ကိုတီးပြီးမှငါဤအသီးနှံဥစ္စာရှိသမျှတို့ကိုတို့ထားမည်ငါဝိညာဉ်အားလည်းအချင်းဝိညာဉ်တင်သည်နှစ်ပေါင်းများစွာသုံးဆောင်၍ဥစ္စာများကိုတို့ထားလျက်ရှိပြီးငြိမ်ဝတ်စွာနေလောစားတောက်ခြင်းပြုံးမွေခြင်းကိုပြုလောငါပြောမည်ဟုတတိအကြံရှိ၏ ်ထို့သူအကြံရှိစဉ်တွင်ဘုရားသခင်ကအချင်းလူမိုင်ယင်းနည်းညင့်ပင်တင်ဤဝိညာဉ်ကိုငါရုပ်သိမ်းရအချင်းရောက်လိမ့်မည်သို့ဖြစ်၍သင်သည်ပြင်ဆင်တူထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်းဟုတထေအာမိန်လိုမူ၏ ထို့အခါကိုအဘုဗန္နာများကို စီးပူး၍ဘုရားသခင်ရှိတော်၌ဆင်းရဲသောသူမြည်ပြီကထိုတထင်းနှင့်တူသည်ဟုမိန့်တော်မူ၏တပံတပဲတော်တို့အားမိန့်တော်မူသည်ကထိုကြောင့်သင်တို့သည်အဘယ်သို့စားရမည်ဟု၍အသက်အဖို့မစိုးရင်နှင့်အဘယ်သို့ဝတ်ရမည်ဟု၍ကိုအဖို့မစိုးရင်ကြားနေဟုငါဆို၏ အစာအထက်အသက်မြင့်သည်မဟုတ်လောအဝတ်ထက်ကိုမြင့်သည်မဟုတ်လောကြီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလောထုံငဲ့သူသည်မျိုးစေ့ကိုမဆိုင်မကျေစဘာကိုမရိပ်စပကြီးမရှိဗန္နာတိုင်းမရှိသို့တော်လည်းဘုရားသခင်သည်သူတို့ကိုချွေးတော်မူ၏ထုံငဲ့တို့ထက်သင်တို့သည်အလွန်မြင့်သည်မဟုတ်လောအဘယ်သူသည်စိုးရင်ချင်းအဖြစ်မိမိအသက်တာကိုတံတန်းခမ်းများတိုးပွားစေနိုင်သည်ထို့သောအငယ်ဆုံးသောအမှုကိုမြတ်မတက်နိုင်ရင်ကျွင်းသောအမှုကိုအဘယ်ကြောင့်စိုးရင်ကြသည်နည်းအာမင် နိမိတို့သည်အဘယ်သို့သောအဖြစ်ကြီးပွားသည်ကိုကြီးရှုဆင်ခြင်ကြလောထို့အပင်တို့သည်အလုတ်လည်းမလုတ်ချီဖြစ်စေခြင်းကမချီမဝင်သို့တော်လည်းဘုံကြီးသောရှောလမုန်မင်း၏အဝတ်သည်ထို့အပင်တပင်များ၏အဝတ်ကိုမမီဟုငါဆို၏ယုံကြည်ခြင်းအားနည်းသူတို့ယနေ့အသက်ရှင်လျက်နှစ်ဖြင့်မီးဝိုတဲ့သို့ရောက်သောတောမြစ်ပင်ကိုဘုရားသခင်သည်ထိုသူတို့အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင် ထိုများမကတင်တို့ကိုအဝတ်နှင့်ဖုံးလွှဲတော်မူမည်မဟုတ်လောထိုကြောင့်အဘေသူစာရအန်ဒီအဘေသူတောက်ရအန်ဒီဟူ၍မရှာဖွေကြနှင့်တောကမွေနောက်ခြင်းလည်းမရှိကြနှင့်ထိုအရာများကိုလောကီတာမျိုးမျိုးတို့သည်ရှာဖွေတတ်ကြ၏ထိုအရာများကိုတင်တို့သည် အသုံးလူချောင်းကိုတင်တို့အဖာတည်တော်မူ၏တင်တို့မူကားဖျားသခင်၏နိုင်ငံတော်ကိုရှာကြလောနောက်မှထိုအရာများကိုတင်ထည့်ပြီးပြီတော်မူလက်တံတိုးစုငယ်တင်တို့ဒီမကြောက်ကြနဲ့တင်တို့ဘာဒီတင်တို့အာနိုင်ငံကိုပေးခြင်းကအလိုရှိတော်မူ၏ သင်တို့ဥစ္စာများကိုရောင်း၍ဆင်းရဲသားတို့အားဆွံ့ကြဲကြလော့မဆွေးမဟောင်းတတ်သောအိတ်တို့ကိုကိုသုံးဖို့လောက်ကြလော့တခိုးမရောက်ပိုးမွားမဖြစ်စီရရဲ့ကောင်းငင်ပုံ၌မကုံမဆုံးနိုင်သောဘန္နာကိုစီးပူးကြလော့အကြောင်းမူကားအကျင့်အရ၌သင်ဤဘန္နာရှိ၏ထိုအရတို့သင်တို့စိတ်နှလုံးရောက်တတ်၏သင်တို့သည်ကပန်းစီလျက်စီမီထွန်းလျက်နေသည်ဖြင့်သခင်သည်မင်္ဂလာဆောင်ပွဲမှပြန်လာ၍တကားကိုခောက်သောအခါချက်ချင်းဖွင့်ခြင်းကသခင်လာမည်ကိုမျှော်လင့်၍နေသောကြုံခဲ့သူရှိနေကြလော့ အကျဉ်ကျွန်သည်ဆောင်းရက်နေသည်ကိုသခင်ပြန်လာ၍တွေ့၏ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏ငါအမှန်ကန်ဆိုသည်ကသခင်သည်ကပန်းစီရဲ့ကျွန်တို့ကိုစပွဲ၌လျောင်းစီပြီးမှကိုယ်တိုင်လာ၍သူတို့အားလှုပ်ကြွေးလိမ့်မည်နှစ်ချက်တည်းအချိန်ဖြစ်စေသုံးချက်တည်းအချိန်ဖြစ်စေသခင်သည်လာ၍ထိုသူတွေ့လျင်ထိုကျွန်တို့သည်မင်္ဂလာရှိကြ၏အင်းရှင်သည်တခိုးလာမည်အချိန်၌ကိုသိရလျင်မိမိအိမ်ကိုမထွန်းဖောက်စီခြင်းကစောင့်လေလိမ့်မည်ကိုသင်တို့သိကြ၏ ထိုကြောင့်တင်တို့သည်ပြင်ဆင်လျက်နေကြလောအကြောင်းမူကားတင်တို့မထင်မမှတ်တော့အချိန်၌လူသားသည်ကြွားလာလိမ့်မည်ဟုမိန့်တော်မူ၏ပေထရုကလည်းသခင်ဤဥပမာကိုကျွန်ုပ်တို့အားသာမိန့်တော်မူသလိုလူအပေါင်းတို့အားမိန့်တော်မူသလိုဟုမိလျှောက်လျင်သခင်ဖျားကအင်းရှင်သည်မိမိအိမ်သားတို့အားအချိန်တန်လျက်စားတောက်တို့ကိုဝေဖန်စီခြင်းကအုပ်ချုပ်ခံထား၍တစ္ဆာနှင့်၎င်းတတိပညာနှင့်၎င်းပြည့်စုံသောကျွန်းကအဘယ်သူမီအချင်းကျွန်းသည် ထိုသူပြုလျက် နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့လျင်ထိုကျွန်သည်မင်္ဂလာရှိ၏ငါမှန်ကန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသည်များကိုကျွန်၌အလိမ့်မည်သို့မဟုတ်ဘူးကအကျဉ်ကျွန်ကငါအရှင်လာခဲ့လိမ့်မည်ဟုစိတ်ထဲမှအောက်မေ့သည်နှင့်ကျွန်ချင်းယောက်ျားမိန်းမတို့ကိုရိုက်ပုတ်လျက်စားတောက်ရင်မူလျက်နေ၏ထိုကျွန်မမျောလင့်သောနေ့ရက်မကြမ်းမသိသောအချိန်၌သခင်သည်ရောက်လာလျင်ထိုကျွန်ကိုပြင်းစွာ ဆုံးမကွက်မြတ်၍တစ္ဆာမရှိသောသူတို့နည်းတကားနေရာချလက်တန်းအကျဉ်းကျွန်သည်မိမိသခင်၏အလိုကိုတိလျက်နှင့်အသင့်မနေသခင်၏အလိုကိုမဆောင်ထိုကျွန်သည်များစွာသောဒဏ်ကိုခံရ၏သခင်၏အလိုကိုမသိဘဲလျက်ဒဏ်ခံထိုက်သောအမှုကိုပြုမိသောသူမည်ဒီကအနှဲငယ်သောဒဏ်ကိုခံရ၏အကျဉ်းသူသည်များစွာသောကျေးဇူးကိုခံ၏ထိုသူသည်အများကိုဆက်ရ၏အကျဉ်းသူ၌များစွာသောဥစ္စာကိုအနိုင်ထိုသူကိုများစွာတောင်းလိမ့်မည် မြေပေါ်၌မီးလောင်စီခြင်းကငါလာသည်ထိုမီးမညှိမီတိုင်အောင်ငါ၏အလိုမပြည့်စုံဗတ္တိဇံတစ်ခုကိုလည်းငါခံเสียရှိ၏ထိုဗတ္တိဇံကိုမခံမီတိုင်အောင်ငါသည်အလိုညင်းငွေသောစိတ်ရှိ၏မြေပေါ်မှာငြိမ်သက်ခြင်းကိုပေးအံ့သောငါငါလာသည်ဟုထင်ကြသလိုထိုသို့သောအလိုငါငါလာသည်မဟုတ်အချင်းချင်း क्वे ပြားစီခြင်းကငါလာသည်ဟုငါဆို၏အဘယ်သို့နည်းဟုမူကားယခုမှစ၍အိမ်တိမ်ထဲ၌နေသောလူ၅ယောက်တို့သည်၂ယောက်တစု၃ယောက်တစုအချင်းချင်း ကွဲပြားလိမ့်မည်အဘနှင့်သာအမိနှင့်သမီးယောက်ခမနှင့်ချွေးမအချင်းချင်းကွဲပြားလိမ့်မည်ဟုမိန့်တော်မူ၏တပန်လူစုဝေးတို့ကမိန့်တော်မူသည်ကသင်တို့သည်အနောက်မျက်နှာ၌မိုးရိပ်တက်သည်ကိုမြင်သောအခါမိုးရွာသည်ကိုချက်ချင်းဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်၏တောင်လီလာသည်ကိုမြင်သောအခါနေပူမည်ဟုဆိုတတ်၏ဆိုသည့်အတိုင်းလည်းဖြစ်တတ်၏ယောဝတ်တော်သူတို့သင်တို့သည်မြေကြီး၏မျက်နှာနှင့်မိုးကောင်း၏မျက်နှာကိုပိုင်းခြား၍သိနိုင်ကြ၏ယခုကကာလကိုအဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း ထိုမှတပါဖြောင့်မတ်ခြင်းတရားကိုအဘယ်ကြောင့်အလိုအလျောက်ပိုင်းခြား၍မသိကြသည်နည်းသင်သည်တရားတွေ့ဘက်နှင့်အတူမင်းထံသို့သွားသောအခါအမှုပြည့်စည်ခြင်းကလမ်း၌ကြိုးစားလောသို့မဟုတ်တရားတွေ့ဘက်သည်တရားသူကြီးရှိသူဆွေးမည်တရားသူကြီးသည်လူလင်ကောင်း၌အဲ့၍လူလင်ကောင်းသည်ထောင်ထဲ၌လောင်ထမ်းမည်လျှော်ပြင့်ငွေရှိသည်များကိုမလျှော်မီတိုင်အောင်ထောင်ထဲကမထွက်ရငါဆိုသည်ဟုမိန့်တော်မူ၏အခန်းငယ်1:59